ိုင်းနိုင်ငံကဘာကြောင့်တရှိန်တို့တူးတက်သွားလဲဆိုတော့မျက်မြင်တွေ့နေရတာတွေများတော့ဩဒါကြောင့်တူးတက်သွားကြတာပါလားဆိုပြီးတော့တွေးနေမိတယ်ဗျအခုစုံကရံကိုပဲကြည်လိုက်လေလူတန်းပေါင်းများစွာလဲပတ်နေကြတဲ့အထဲမှာထိုင်းလူမျိုးတွေကအနေချင်းသာပါမယ်ပြည်ပနိုင်ငံကလာရောက်လဲပတ်ကြတဲ့သူတွေနဲ့သူတို့နိုင်ငံမှာနှစ်ရှည်လာများလာရောက်အလုပ်လုပ်ကင်နေကြတဲ့သူတွေကလဲပတ်ကြတာပိုများကြတယ်လေဒီလိုပွဲတစ်ခုဆိုရင်ဒီလူတွေစီကနေရတဲ့ဝင်ငွေက နေတာမှမဟုတ်တာပြီးရင်ဒီလူတွေစီကဝင်ငွေရတာဖြစ်လို့ဒီလူတွေကိုစီကံရှိစွာအဆင့်တန်းမြင့်စွာလေပတ်ပျော်ပါနိုင်အောင်လေအဲ့ဝကြည်ပွန်ကြရဲဗျအခုလိုရေတွေစူနေချိန်မှာတော့ CM Paragon လို Luxury Shopping Mall ကြီးတွေတဲကိုဘယ်သူမှစူဝင်ထွက်ခွင့်ပြုထားပြီးတော့အဘဝမှာတပတ်တွေပုံထားပြီးတယ်ပြီးရင်လေခဏခဏအဲ့ဒီတပတ်တွေကိုလဲပြီးတယ်ပြီးရင် မောရီထဲမှာလူအင်အားအသုံးပြုပြီးတော့ချက်ချင်းကြမ်းတိုက်တာတွေအင်တာတန်ရှင်းရေးလုပ်တာတွေကိုအချိန်နဲ့တပြေးညီပဲဗျ။ဒါကြမ်းမှာစော့ရင်လူတွေပူပျော်မင်းပျော်ရင်ငွေပုံသုံးမင်းဒါတွေကိုသူတို့သိကြတယ်လေ။ဣရိယံပွဲတွေကိုလည်းအပြည့်ဝန်ထားပြီးတယ်။အဲဒီလိုနေရာတွေမှာဆိုရင်လေထိုင်းလူမျိုးတွေရဲ့အတွက်အလောက်ကိုင်းအခွင့်အလမ်းတွေအများကြီးဖန်တီးပေးထားနိုင်တယ်လေ။ဇီးတန်းတွေမှာအများကြီးပဲ။ဒါကြောင့်နိုင်ငံသားတွေရဲ့စီးပွားရေးလည်းပိုပြီးတော့အဆင်ပြေတယ်လို့ ဒါပေမဲ့လည်းအခကြီးရက်ကြီးမို့လို့ဆိုပြီးတော့ဈေးမြင့်တင်ပြီးတော့ရောင်းလို့လည်းမရဘူးဗျပုံမှန်ရက်တွေမှာဝယ်စားတဲ့ဈေးအတိုင်းပဲကြမ်းတာမပြောနဲ့ဗျာရေလာကစားကြတဲ့သူတွေရေစော့ဖို့ရေရောင်းစားတဲ့သူတွေမှအများကြီးပဲရေပြုတ်တစ်ခုတည်းကိုရေတစ်ခါထည့်ရင်၅ဘတ်၁၀ဘတ်နဲ့ရောင်းနေကြတာများလက်တောင်မလေးကြောင်းအိမ်သာတက်ဖို့ခက်ခဲမဲ့နေရာတွေဆိုလို့ရှိရင်လေရွေးရှားအိမ်သာတွေကိုကားတွေနဲ့အတန်းစီပြီးတော့လှုပ်ပေးထားတယ်။ BTS မှာဆိုရင်လေကြိတ်ကြိတ်ကိုတူးလို့ BDS တဲကိုဝင်သွားပြီဆိုတာနဲ့ပါလာတဲ့ရေတွေကိုအပြင်းမှာတုံခဲဖို့ပုံတွေချထားပေးတယ်။ BDS မှာလည်းပုံမှန်ရက်တွေထက်ဝန်တန်းတွေကိုအများကြီးတုံထားတယ်။လက်မှတ်ရောင်းဖို့အလှင့်မီအောင်လုပ်ထားပေးတယ်လေ။ဝန်တန်းတိုင်းကလည်းပြုံးပြော်နေတာပဲဗျ။သူတို့နိုင်ငံတိုးတက်စီကားနေတာမြင်တော့လောက်ရတာပြောတာပေါ့လေ။ဒါအပြင် သူတို့ရဲ့လှုပ်အားကားကလည်းပုံမှန်ရက်တွေထက်ဘယ်လောက်တောင်မှ ODG ပေးထားမှန်းမသိတာ။ရဲသားကြီးတွေဆိုရင်လည်း ပုံမှန်ရက်တွေဆိုရင်သူတို့ကိုမြင်ရင်နည်းနည်းလမ်းနေပြဒါပေမဲ့အခုလိုတကြံရက်တွေဆိုလို့ရှင်လုံးဝအားကိုးခြင်းစရာကြီးလေဝိစားထားတာကလည်းစမတ်ကြတဲ့အပြင်ကုညီပြားစီဆိုတဲ့မျက်နှာကြီးတွေနဲ့ပြဒီလိုရက်တွေဆိုရင်သူတို့စီကိုတိုက်ရိုက်သွားပြီးတော့မေးချင်တာမေးအကုန်ကုညီပေးတယ်တကယ်ကိုလေးစားအတူယူစရာတွေမှတပုံကြီးပြမနီကဆိုရင်ခောက်ဆန်လန်းလို့လူတိုးမရတဲ့နေရာမှာတော့မှဘိုက်စာလုံးလို့လမ်းဘေးဆိုင်လေးဝင်စားတာ ကျဲ့ဥမွေကျော်ထမင်းစီစံကိုစိတ်အထင်အနည်းဆုံးတပွဲကိုဘတ်80လောက်တော့ပြီးရမှာပဲဆိုပြီးတော့ဝင်စားတာဗျစားပြီးလို့ရှင်တော့တပွဲကိုမှဘတ်40တဲ့ပုံမှန်မျိုးထဲမှာစားရင်တော့မှာဗျကျဲ့ဥကျော်ထမင်းစီစံဆိုရင်ဘတ်90ဘတ်60ပြီးရတယ်ဗျစိတ်ထဲမှာအလိုလိုကြီးနဲ့သွားမိတယ်ဗျအခုနောက်ပိုင်းထိုင်းနိုင်ငံရဲ့ပုံစံကပြည်သူတွေကအစစိတ်သက်ပိုင်းတွေအယံကိုမြင်လာကြတယ်နိုင်ငံတော်ရဲ့စည်းကမ်းကိုလည်းလိုက်နာကြတယ် နိုင်ငံကောင်းတော်အလောက်ကိုင်းတွေပေါ်လာကြတယ်။တိုင်းပြည်စီးပင်းသားရွာဝပြောလာကြတယ်။ခရီးသွားတွေလာရောက်လာကြတယ်။ပြည်သူတွေအတွက်အလောက်ကိုင်းမရှားသလိုဝင်ငွေရှာဖို့လည်းမခက်တော်ဘူးလေ။နောက်ဆုံးစီးပွားရေးအဆင်ပြေလာကြတော့နိုင်ငံအတွက်စီကန်းရှိပြီးလာကြတယ်လေ။ကျုံခိုင်းမီကိုင်းကျုံမီစနစ်လေးကတကယ်ကိုအားကြမိတယ်ဗျာ။ဒါတွေအားလုံးကအတူယူစရာတွေကြီးပါပဲ။ဒါတွေမြင်တွေ့ရတာများလေ။ကိုနိုင်ငံလေးအတွက်တကယ်ကိုစိတ်မကောင်းဖြစ်မိရလေပါပဲ။